အပြည့်စည်အသေးပြောက်အဆုံးချုပ်မှုအများဆုံးငလင်တွေကစကိုင်းငလင်ကျောပေါ်မှာပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာ ပြည့်စည်များတဲ့အကြောင်းတွေရှိပါတယ်စကိုင်းငလင်ကျောမှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါတယ် shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဘူဌာနဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာပြည့်စည်များတာပါတယ် ။ဇကိုင်းငလင်ကျောမှာလှုပ်သမျှငလင်တိုင်းဟာအနက်တိမ်ပါလေ။အဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်ဒီမှာဖြစ်တဲ့အပြင်အဲဒီအင်အားကအ ਨੇ စုံခုနှစ်ကြော်သွားမယ်ဆိုရင်တော့ဒါပျက်စီးများတာပါပဲ။အပျက်စီးများတဲ့အကြောင်းရင်းကလည်းအဲ့ဒီဇကိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးအထူးတဆုံးဖြစ်ပါတယ်။တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေကဇကိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်။ မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြီးခဲ့ရင်တကောင်အလုံးနေရာစကိုင်းငလင်ကျောပေါ်မှာရှိပါတယ်လူရည်ကလည်းထူထပ်ပါတယ်အဲဒါကြောင့်အပြည့်စည်အများဆုံးငလင်ကတော့စကိုင်းငလင်ကျောဖြစ်တယ်အဲ့ဒီစကိုင်းငလင်ကျောရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ်